ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မဆူကတော့တော်တော်လေးလှနေရပဲမျက်စိနဲ့တောင်မနာလို့ဖြစ်မိရနော်သိန်းတရာတန်နဲ့လင်ကာဝတ်စုံကြီးဝတ်ထားတာဆိုတော့တကယ်ကိုဈေးကြီးတာလေဈေးကြီးတာနဲ့အရင်လှတာပုံဟာ ငါရခမတွေကဘလောက်ချမ်းသာကြလဲသိရတိုင်းပဲမဆုရင်နင်ငေါမမိသေးရလားငါလဲလာမဲ့လာဆိုရင်လက်ထက်တော့မှာနော်နေရလက်ထက်ပြီးမြို့မှာနေမှာဆိုပေမဲ့ငါတို့ရွာသွားမှာငါမင်္ဂလာပွဲကိုလာဖို့တော့နင်မမေ့နဲ့နော်ငါတကယ်လာချင်တာပေါ့ဒါပေမဲ့လာမဲ့လာမှာငါတို့ဟန်နီမွန်သွားဖို့အစီအစဉ်ရှိတယ်ဟာငါတို့ပြန်လာတဲ့ချိန်ဆိုနင်ကလည်းလက်ထက်ပြီးလို့ရွာမှာရောက်နေလာပြီဒါပေမဲ့နင်စိတ်မပူနဲ့နော်ငါရွာကိုလာဖို့အစီအစဉ်ရှိတဲ့ခါတိုင်းနင်ကိုလာတွေ့မယ်ငါလည်းနင်ကိုတရိယာနေမှာပါဟာ ခဏကြာမှတော့မင်္ဂလာကားတန်းကြီးရောက်လာပြီးမတ်ယူလိသူ့ရဲ့ချမ်းသာတဲ့တငယ်ချင်းမတ်ဆုနဲ့အတူဆင်းလာခဲ့ပါတဲ့။မတ်ဆုရဲ့မင်္ဂလာပွဲကတော့အင်မတန်စီကားတိုက်မြိုက်စွာကျင်းပခဲ့ကြပြီးမင်္ဂလာပွဲပြီးတာနဲ့သူတို့လည်းနှုတ်ဆက်ပြီးတော့ခင်မိုးအိမ်ကိုလိုက်သွားတော့တာပေါ့။ယနေ့ငယ်ကြာမှတော့မတ်ယူလိသူ့ရဲ့ဆင်းရဲတဲ့အခြေအနေနဲ့အညီရိုးရိုးရှင်းရှင်းမင်းလက်ထပ်လိုက်တော့တာပေါ့ကွယ်။ပြီးတော့နှုတ်ဆက်ပြီးသူ့ရဲ့ရောက်ခမရွာကိုလိုက်သွားခဲ့ပါတဲ့။ ဒီလိုနဲ့ရန်နေငယ်လောက်ကြာသွားခဲ့တော့တာပေါ့ဒီရက်တွေအတွင်းမှာတငယ်ချင်းနှစ်ယောက်ကြာပါဆက်သွင်းမှုမှမရှိခဲ့ဘူးတဲ့ကွယ်ရက်တွေလောက်ကြီးကုန်လွန်သွားပြီးတော့အခုတော့နွေရာသီရောက်လာခဲ့ပြန်ပြီပေါ့မနှုတ်ရဲ့ထမင်းရင်းတွေအားလုံးဆင်းနေဖြစ်ပြီလားဖြစ်ပြီဆိုရင်ထမင်းစပွဲပေါ်သွားပြင်ထားလိုက်ငါအားလုံးသွားခေါ်ပြီးလာခဲ့မယ်မဆုကပထမဦးဆုံးသူ့ရောက်ခမအခန်းကိုတွားလိုက်ပါတည်းအမေသမင်းစပွဲမှာသမင်းတွေအားလုံးဆင်းနေဖြစ်ပြီ စားလို့ရပြီနော်ဟဲ့သမီး ဟိုမှာမနှုနဲ့ထမင်းပို့ခန်းလိုက်ပါကွယ်။အမေရဇလန်းတွဲလာနေပြီ။ဒီမှာထိုင်ပြီးကြည့်ရင်လည်းစားမလို့။ဒီလိုနဲ့မဆူလိန်နီလာကိုထမင်းပို့ခန်းပြီးတော့သူ့ရဲ့ခဲဦးနဲ့အမအခန်းကိုသွားလိုက်ပါတဲ့။မြမကြီးကျွန်တော်ညနေရတငယ်ချင်းနေနဲ့အပြင်မှာသွားစားပြီးပြန်လာတာ။မစားပြလောက်တော့ဦးထင်နေ။ငါလည်းလုံးဝမစားချင်ဘူး။ပြီးတော့အခုတလောအစားတောက်လည်းလျှော့စားနေရဲ့။အဲ့ဒါကြောင့်ညဘက်ဆိုအတော့ပဲစားဖြစ်မှာအဲ့ဒါဆိုအစကတည်းကပြောပါလားကျမလည်းဟင်းနေလျှော့ချက်မှာပေါ့ အခုတော့တလောက်များတဲ့ဟင်းတွေလွန့်ပြေးရတော့မှာပဲဒီလိုနဲ့မဆူလေအခုတော့သူ့ခင်မုန်းနေတောင်းနေတဲ့အတူထမင်းစားသပွင့်မှာထမင်းစားနေပါတည်းမဆူရဲ့ခင်မုန်းကထမင်းစားနေတုန်းတောင် ဖုန်းသုံးနေတာကိုမြင်တော့မဆူကစကားဆပြောလိုက်ပါတယ်အခုရဲ့ထမင်းစားနေတုန်းတော့ဖုန်းလေးကိုချထားပါအောင်ကိုစည်းဝါးရေးသတင်းတွေကြည့်နေတာအဲ့မှာဘာပြဿနာရှိလို့လဲတနေ့ကောင်စည်းဝါးပဲလောက်နေတာကျမနဲ့လည်းခဏလောက်အချိန်ပေးပါအောင် မဆုရဲ့ဒီရပိုင်းရုံးမအလုပ်တွေရဲများနေလို့ပါမင်းနားလေပေးပါကွာဒီလိုနဲ့ကိုမဲကဖုန်သုံးရင်ထမင်းစားပြီးထားသွားခဲ့ပါတည်းမိသားစုဆုံဆုံလင်းလင်းရှိပေမဲ့လည်းမဆုညစာကိုအမြဲတမ်းတယောက်ထိန်စားနေရတယ်လို့ပါပဲကွယ်မယူရဲ့ငါတော့ချာပါတီဖောက်ပြီးပြီနေအိမ်ရှိကွင်းပြင်မှာဖြာခင်းလိုက်ငါပြီးတာနဲ့ဟင်းတွေယူလာခဲ့မယ်နော်ဟုတ်ကဲ့အမမဆီနင်ပကံနေပါရယူခဲ့အောင်နော်ပြီးတော့ရေအိုးလည်းယူခဲ့ ဒီနေ့ငါအားလုံးအတွက်အိုးနဲ့အိအိခန့်ထားတဲ့တင်ချင်ဖြော်ရီလှုပ်ထားတယ်။ဒီနေ့အားလုံးထမင်းနဲ့တင်ချင်ဖြော်ရီတောက်ကြမယ်ဟေ။ဒီလိုနဲ့မယူနဲ့သူ့ယောက်မတွေလည်းဟင်းတွေအားလုံးကိုကွင်းပြင်ကိုယူလာခဲ့တော့တာပေါ့။အခုတော့အင်းကယောက်ျားတွေအားလုံးကွင်းပြင်မှာထိုင်ပြီးထမင်းစားနေကြတော့အမျိုးသမီးတွေကရက်ခတ်ပြီးနေကြပါတယ်။ဒီနေ့ဟင်းချက်တာတော်တော်ကောင်းနေ။နောက်ထပ်ချပါတီတစ်ခုပေးပါဦး။ကျွန်တော်တို့ကြိုက်တယ်ဗျာ။ ဘာပဲပြပြမိသားစုတွေအားလုံးအတူတူထိုင်ပြီးထမင်းစားရတာကအပျော်ဆုံးပဲဟိမင်းတို့လည်းငါနဲ့အတူစားလေကွာဘာလို့ရက်ခတ်နေကြတာလဲရှင်တို့သာရင်စားလိုက်ကြပါအရန်ပူနေတာရက်ခတ်ပေးမဲ့သူတယောက်တော့ရှိရမှာပေါ့စကားပြောရင်စားရတာကအရသာတမျိုးပဲမေအမေတိလားဒီနေ့ဆက်ရုံမှာဘာတွေဖြစ်ခဲ့လဲဆိုတာဒီလိုနဲ့နွေရသည်မှာချမ်းသာတွေချွေးမမဆူကသူ့အိမ်မှာအဲကွန်းနဲ့ရေခဲတက်တာလိုမျိုးအရာအလုံးရှိပေမဲ့လေသူ့အတွက်တော့မိသားစုနဲ့အတူ ညစာတနက်လောက်စားဖို့ကိုတောင်းတောင်းကြနေရတော့တာပေါ့ကွယ်။စင်းရတဲ့ချွေးမမယူကတော့ဒီငယ်တဲ့အိမ်မှာနေရပေမဲ့လေသူမိသားစုဝင်တွေအားလုံးနဲ့အတူရီမောပျော်ရွှင်စွာနေရာဒီမှာညစာစားနေကြပါတည်း။သူတို့အားလုံးတပတ်လုံးလုံးတနည်းအားစီမှာအလုံများနေကြတာပေါ့ကွယ်။ကဲဒီနေ့ကတနင်္ဂနွေနေ့ဆိုတော့အားလုံးအိမ်မှာရှိနေကြတယ်။ဒီနေ့တော့အားလုံးကြိုက်တဲ့ဟင်းတစ်မျိုးလောက်တော့ချက်ရမယ်။တပတ်မှတရက်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ဒီလိုနေ့မှာအားလုံးတူတူထိုင်ပြီးစားကြမယ်။ငါလည်းမိသားစုထမင်းဝိုင်းလေးတိတ်ချစားချင်သေးတယ်။ဒီလိုနဲ့မတ်စုကညစာချက်ဖို့ပြင်ဆင်နေတော့တာပေါ့။သူကစေတနာပပနဲ့အများကြီးကိုပြင်ဆင်ထားတာပေါ့ကွယ်။ညရောက်တော့မတ်စုကဟင်းတွေအားလုံးချက်ပြုတ်ပြီးအားလုံးကိုတွန်းခေါ်ခဲ့ပါတယ်။ညီမကြီးအဲ့ဒီမှာရမ်းပူတယ်။ငါတို့ဒီမှာပဲစားတော့မယ်။ဒါပေမဲ့ကိုခဲခဲမထဲမှာအဲကွန်းရှိရပါပဲ။ဘာလို့ပူရတာလဲ။ အနည်းဆုံးတော့တရက်လောက်တော့အားလုံးတူတူစားလို့ရတာပဲလေညီမလေခမ်းမကအေးကွန်းအသိမကောင်းပြီးတော့ဒီနေ့ငါအကြိုက်ဆုံးရုပ်ရှင်လေးကြည့်အောင်မေးဒါကြောင့်ခမ်းကိုပဲထမင်းပို့ပေးပါနော်တန်းနဲ့မဆူလေးလက်လျှော့လိုက်ပြီးတော့သူ့ရောက်ခမကိုတွားခေါ်တဲ့အခါမှလေးအမေတော့ဒီနေ့မစားတော့ဘူးချော်ရီပဲပို့ပေးအားလုံးကထမင်းစားဖို့စင်ကြီးတွေအများကြီးပေးနေကြပြီးစားရတဲ့သူတွေကလည်းသူ့ခန်းထဲမှာပဲထိုင်စားကြပါတည်း မဆူလေးတယောက်တည်းမစားချင်တာနဲ့သူ့ယောက်ျားကိုမိတ်ပြန်လာဖို့အချိန်တော်ကြာစောင့်နေခဲ့ပါတည်းဒါပေမဲ့သူကည10နာရီလောက်မှပြန်ရောက်လာပြီးပြောခဲ့ပါတယ်မဆူကိုမိတ်ကိုပြောဖို့မိတ်သွားတယ်ဒီနေ့တနင်္ဂနွေနေ့ဆိုတော့ကိုတငယ်ချင်းတွေကအပြင်မှာကြွေးတယ်ဒါကြောင့်ကိုလုံးဝမစားတော့ဘူးမိမဲစားလိုက်တော့ဒါကတော့တော်တော်လွန်သွားပြီနင်တို့မိသားစုကတနင်္ဂနွေတရက်တောင်ငောက်အချိန်မပေးဘူးဒီနေ့ကအားလုံးကြိုက်တဲ့ဟင်းတွေကိုအများကြီးချစ်ခင်မျက်နှိုးစွာနဲ့ချက်ခဲ့တာတောင်ဘသူမှမစားဘူး ပြီးတော့နေရလဲအပြင်စားပြီးမှပြန်လာတယ်ဒီကိစ္စမှာဘာစိတ်ဆိုးစရာရှိလို့လဲအလုံးနဲ့အတူစားလို့မင်းကိုစူးချမားတယ်လားထမင်းဆိုတာထမင်းမဲဟာမင်းတယောက်တည်းလဲစားလို့ရတာပဲဒါနဲ့မဆုကအဲ့ဒီတညလုံးစိတ်ဆိုးပြီးတော့ထမင်းမစားတော့ဘူးလေကွယ်ဒီလိုနဲ့တရက်နှစ်ရက်လောက်ကုံဆုံးသွားခဲ့ပါတည်းတရက်ညနေခင်းကြီးမှာတော့ရွာမှာလျှက်စင်မီကရုတ်တရက်ပြတ်တောက်သွားပါတည်းဘာဖြစ်တာလဲမီးပြတ်သွားတာလား မနှက်ကလေးကတားနှဆုပ်သုံးချိန်မြပဲအခုမောင်မဲနေတဲ့ကြားရဲဘလို့ချက်ပြုတ်ရမှာလဲပြီးတော့ပူလည်းအရန်ပူလာပြီးစိတ်ညစ်ပါတယ်ဒီနေ့တော့နင်တို့အမျိုးသမီးတွေစိတ်ပူစရာမလိုဒီနေ့နင်တို့အားလုံးကွေးမြေမှာထိုင်နေကြငါတို့ထမင်းချက်မယ်နင်တို့ကငါတို့အတွက်နေတိုင်းပင်ပင်မမအလုပ်လုပ်ကြတယ်ဓာကြီးပေါင်းများစွာပူပူလောင်လောင်မှာချက်ပြုတ်ကြတယ်ငါတို့လည်းအနည်းဆုံးတော့တစ်ရက်လောက်တော့ထမင်းချက်ပေးနိုင်ပါတယ်ဒီလိုနဲ့အင်းကယောက်ျားတွေအားလုံးမိဖို့ရင်းမှာဟင်းချက်ဖို့လှုပ်ရှုပ်နေကြတော့တာပေါ့ ဒါပေမဲ့ခဏလေးနဲ့ဟင်းတွေဆင်းသင့်ဖြစ်သွားပြီးအားလုံးကကွင်းမြေမှာအတူတူထိုင်ပြီးစကားပြောရင်းနဲ့ထမင်းစားကြတာပေါ့ကွယ်။မင်းတို့ချက်ထားတာတကယ်ကောင်းတယ်။နောက်ကစပြီးမင်းတို့ပဲချက်တော့နော်။ကောင်းပြီလေ။ဒါဆိုမင်းတို့လည်းစက်ရုံမှာငါတို့နေရာမှာလွယ်အိတ်တွေတည်ပြီးပေါ့။ကိုဦးရဲ့စကားကိုကြားတော့အားလုံးရီမောကြပြီးဒီလိုနဲ့အားလုံးကချစ်ချစ်ခင်ခင်နဲ့ထမင်းစားကြတာပေါ့။ဒီနေ့မှာတော့အိမ်မှာပတ်စံပြက်ပြီးစားစရာရှိခါမရှိတဲ့အချိန်ရောက်လာခဲ့ပါတယ်။ အမေရဲ့မြုပ်သီးအမွေးကြိုင်နဲ့ဆန်နေနေပဲကြံတော့တယ်။အခုဘာလို့ရမလဲ။ဒီလူတွေလဆာရဖို့ကလည်းညဆာစားချိန်နဲ့အချိန်လိုသေးတယ်။ဟဲ့ချွေးမလေးဘာရိစိတ်ပူနေရလဲ။ချစ်ချင်းမြတ်တာရှိတဲ့မိသားစုမှာဆိုရင် အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲဟင်းနဲ့ထမင်းပေါင်းနဲ့တောင်ဝအောင်စားနိုင်ကြတာပဲ။ဒီလိုနဲ့ရောမာနေပြီးဘာမှမရှိပေမဲ့မယူကသူ့ရောက်ခမအိမ်မှာအရင်ပျော်ရွှင်နေရတာပေါ့ကွယ်။မြို့မှာတော့ဘာမှမခက်ခဲတဲ့ချမ်းသာတဲ့ချွေးမက သူမိသားစုနဲ့အတူညစာတနက်လောက်တောင် စားဖို့တောင်းကြနေရတာပေါ့တရက်မှာတော့ကိုမဲကသူ့တငယ်ချင်းတယောက်ကိုခေါ်လာခဲ့ပါတည်းမဆုကတော့ဒီလိုတွေးနေတာပေါ့ကွယ်သူ့မှာသူ့တငယ်ချင်းနဲ့အိမ်ခေါ်ပြီးအတူတူစားဖို့အချိန်နဲ့အများရှိတယ်ဒါပေမဲ့ငါနဲ့တူထိုင်ပြီးထမင်းနှလုံးလောက်စားတဲ့ခါမှာတော့လှုပ်ရှားရှိတဲ့တခြားလူတွေအားလုံးတတိယနေတယ်မဆုလည်းသူ့ရောက်ခမရေးကြောင်စိတ်တူလာခဲ့ပါတယ်ဒါကြောင့်မဆုနဲ့ကိုမဲတို့လည်းနေတိုင်းရံဖြစ်နေရတော့တာပေါ့ ဒီလိုနဲ့အချင်းအကြာကြီးကုန်လွန်သွားခဲ့ပါတည်းတားရင်ကျွာငါတို့ရဲ့အိမ်ကြီးကိုရောက်ဖို့စာရွက်စာတမ်းတွေပြင်ဆင်ရမယ်အဲ့ဒါကြောင့်နင်ချွေးမလေးမဆုခေါ်ပြီးတော့ကျဲအနေငယ်လောက်ရောက်သွားလာအောင်နော်တန်းနဲ့ကိုမင်းလေးမဆုနဲ့အတူသူ့ရဲ့ရွာကိုရောက်လာခဲ့တာပေါ့တကယ်တော့ဒါဟာမယူသူ့ရောက်ခမရင်းနဲ့အတူနေထိုင်နေရွာလေးပေါ့ကွယ်မဆုရဲ့အိမ်ကြီးကမယူရဲ့အိမ်နဲ့အရင်နှီးတာကြောင်းတငယ်ချင်းနှစ်ယောက်နောက်ဆုံးမှာတော့ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်မဆုနေကောင်းရဲ့လား ဘလောက်နှစ်တွေကြာမှငါတို့ပြန်တွေ့ရတာလဲဒီညတော့နင်းနဲ့နှစ်ယောက်ကြာနဲ့ငါတို့နဲ့တူတူညစာစားရမယ်နော်မယူရဲ तू လာနိုင်မှာမဟုတ်ဘူးဒါပေမဲ့ငါတော့တေချာပေါက်လာခဲ့မယ်ဒီလိုနဲ့မဆူကညဘက်မယူရဲ့အိမ်ကိုရောက်လာပြီးလျှက်စင်မီမရှိပေမဲ့မိသားစုတစုလုံးကိုင်းမြန်မာအတူတူထိုင်ပြီးရှီမိုးစကားပြောရင်ညစာအတူစားနေတာကိုတွေ့လိုက်ရပါတည်းမဆူသမီးဘာလို့ထမင်းမစားတာလဲကွယ်ထမင်းတွေမကြိုက်လို့လားအဲ့လိုမဟုတ်ပါအမေ အားလုံးရဲ့ချစ်ခင်ကျင်နာမှုမြင်ရတာအရင်ကောင်းပါတယ်။ကျမတောင်းမြင်ပြီးဝမ်းတောင်းဝမ်းနေကြည့်ဖြစ်နေလို့ပါအမေရဲ့အစင်မပြေမှုတွေကြားရရနေဒီလိုပူတဲ့ရာသီမှာအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အတူတူပလုံစားနိုင်ကြတာလဲရင်ကျမမာတော့မဆူရဲ့စကားကိုနားထောင်ပြီးတော့မယူကတခုခုမှားနေပြီဆိုတာကိုသဘောပေါက်သွားလို့တာပေါ့ဒီလိုနဲ့ပဲအားလုံးထမင်းစားပြီးတဲ့နောက်မှာမယူနဲ့မဆူတို့စကားပြောကြပါတည်းမဆူအခုငေါ့ပြောစမ်းပါဘာဖြစ်နေလဲ ဘာလို့တလောက်တောင်မှစိတ်တော့ကရောက်နေရလဲငါအစင်ပြေပါတယ်မယူရဲငါဘာမှမဖြစ်ပါဘူးငါတို့က၁၀နှစ်တာတငယ်ချင်းတွေပါမှစုရဲနင်ငါ့ကိုဘာမှဖုံးကွယ်ထားစရာမလိုနင်ဘာဖြစ်ခဲ့တယ်ဆိုတာဒါငါ့ကိုပြောပြစမ်းပါဒီလိုနဲ့မယူကမီးတော့မဆုလိသူ့အကြောင်းတွေအားလုံးကိုပြောပြလိုက်တော့တာပေါ့အဲ့ဒါကြောင့်အိမ်တော်ရေးလိုမျိုးဆက်ဆံရေးတခုမစခင်မှာငွေကြေးဥစ္စာတနာအကြောင်းနဲ့မဟုတ်ပဲ ကိုတသက်လုံးတူတူနေရမယ့်လူတွေအကြောင်းလည်းကောင်းကောင်းသိထားတဲ့နဲ့လို့ပြောကြတာပေါ့စိတ်မပူနဲ့မဆုငါဒီမှာရှိတယ်ဒီလိုနဲ့မယူကမဆုကိုနီးလန့်တစ်ခုပြောပြလိုက်ပါတယ်ဒီနီးလန့်ကိုကြားတော့မဆုလည်းအရင်ကိုပြောသွားတော့တာပေါ့မျိုးကိုပြန်ရောက်တော့မဆုကအိမ်မှာဘသူအတွက်မှထမင်းမချက်တော့ဘူးတယ်ပြီးတော့အိမ်ကဘသူနဲ့မှလည်းဘာမှသိစကားမပြောတော့ဘူးတယ်ကွယ်ဒါကိုမြင်တော့ကိုမဲကမေးလိုက်ပါတယ်မဆုဘာဖြစ်နေတာလဲ မင်းဘသူနဲ့မှလည်းစကားမပြောဘူးပြီးတော့အင်းကဘသူ့အတွက်မှလည်းထမင်းမချက်ဘူးဘသူမှထမင်းမစားကြင်ဘူးဆိုရင်ငါ့ဘာလို့ချက်ရမှာလဲဘသူမှလည်းငါ့ကိုအချိန်မပေးဘူးလေညာဘက်ငါနဲ့တူထိုင်ပြီးထမင်းနှလုံးလောက်တောင်စားချင်တဲ့သူမရှိဘူးဆိုရင်ငါဘာလို့ဓာရီအလုံးလုံနေရမှာလဲမင်းစိတ်မကောင်းဖြစ်နေတယ်လို့မျိုးငါလည်းအဲ့လိုပဲစိတ်မကောင်းဖြစ်နေတာငါလည်းလူသားတယောက်ပဲလေကိုမဲငါနှစ်စီရအောင်တီမီသားစုစီရဘာမှမတောင်းဆိုခဲ့ဘူးငါအတူတူထိုင်ပြီးထမင်းတစ်နှက်လောက်စားချင်ခဲ့တာပဲရှိတာဒါတော့နင်းတော့မဖြစ်နိုင်ခဲ့ဘူး မဆုရဲ့စကားကိုနားထောင်ပြီးကိုမင်းလေးသူ့ရဲ့အမောင်းကိုတပုတ်ပေါက်သွားတော့တာပေါ့ဒီလိုနဲ့အရင်နေ့ကစားပြီးကိုမင်းနဲ့သူ့မိသားစုဝင်တွေအားလုံးမဆုကိုတောင်းပန်ခဲ့ကြပါတဲ့အခုတော့မယူရဲ့မိသားစုတွေလိုပဲမဆုရဲ့မိသားစုလည်းညာတိုင်းအတူတူထိုင်ပြီးညစာစားကြကအတူတူအချိန်တွေကိုကုံဆုံးခဲ့ကြတော့တာပေါ့ကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်